UK Ministry ရဲ့ Facebook နဲ့ YouTube channel ကနေကြိုဆိုပါရယ် Champion ပြိတက်တွေအောင်းနေမိလားပါဒါကျွန်တော်တို့အခုဒီဘက်က International Break ဖြစ်ပါတယ်ဆိုတော့ International Break မှာကျွန်တော်တို့ဘောလုံးပြိတက်တွေအတွက် Nationally ပွဲတွေရှိနေရှိတယ်ကမ္ဘာပလာချစ်စပွဲတွေရှိပြီးတော့ပွဲကြီးပွဲကောင်းတွေအများကြီးရှိတယ် ဆိုတော့ပထမဆုံးအနေနဲ့ကမ္ဘာဖလားချေစပွဲပေါ့လေဆိုတော့ကမ္ဘာဖလားချေစပွဲကကျွန်တော်အဓိကကဏ္ဍတော့တောင်အမေရိကတိုက်တာတောင်အမေရိကဆုံနဲ့အာရှဆိုင်ကအာရှဆုံချေစပွဲတွေကံကြတယ်ဆိုတော့ကမ္ဘာဖလားပြိုင်ပွဲကြီးကတဖြည်းဖြည်းနဲ့နှီးဆက်လာတဲ့တိတ်တောင်မချန်တော့ဥရောပဆုံကတော့ချေစပွဲတွေကအခုလောလောဆယ်နေထားပေါ့လေသူတို့ဥရောပဆုံချေစပွဲတွေကတော့စက်တင်ဘာမှစမှာဖြစ်တဲ့ကြောင့်ဥရောပဆုံကအခုလောလောဆယ်ထိတော့ဘာမှအထွေထူးမရှိသေးဘူးဒါပေမဲ့အခုလောလောဆယ်နေထားရတော့လက်ရှိမှာ nation league နဲ့ကမ္ဘာ ပလာချစ်ပွဲနှစ်ခုပဲရှိတဲ့ချိန်မှာတောင်အမေရိကဆုံးတဲ့ကမ္ဘာဖလားပြိုင်ပွဲကအခုလောလောဆယ်မှာပွဲစဉ်7နှစ်ထိပြီးသွားပြီပွဲစဉ်7နှစ်ကိုကျွန်တော်တို့ကစားခဲ့ပြီးတဲ့အချိန်မှာအခုလောလောဆယ်မှာအာဂျင်တီးနားက12ပွဲကစားပြီးအချိန်10ပွဲနိုင်2ပွဲသေး3ပွဲရှုံးပြီးတော့ရမန်25မိနစ်ထိတ်ဆုံးမှာရပ်တည်တဲ့အဲ့နောက်မှာဥရုဂွေးက12ပွဲမှာရမန်20ရပြီးတော့အက်ဂွေဒေါက19မှတ်ကိုလံဘီယာ19မှတ် ဘရာဇီးလ်က18မှတ်ကို9ပွဲနိုင်3ပွဲတည်4ပွဲတောင်ရှုံးထားပြီးတော့ပါရာဂွေးက18မှတ်ရတယ်ဆိုဒီနေရာမှာ FIFA World Cup ရဲ့2026ပြိုင်ပွဲမှာပြိုင်ပွဲဝင်အသင်း48သင်းဖြစ်တဲ့အတွက်ကြောင့်တောင်အမေရိကဆုံကတိုက်ရိုက်ချေစပွဲ6နေရာပေါ့လေအရင်တော့က၄နေရာခွဲပဲရတာကလည်းအခု6နေရာထိတိုးသွားတော့2နေရာတိုးတယ်ပြီးတော့မှနောက်ထပ်နေရာတစ်ဝက်က play off ကစားရအောင်မယ် တခြားတိုက်ကအနေနဲ့ဆိုတော့တောင်အမေရိကတိုက်ကစုစုပေါင်း10သင်းမှာ6သင်းတိုက်ရဲ့အောင်တစ်သင်းက qualify ခံရမယ်ဆိုတော့တောင်အမေရိကဆိုင်ကစုစုပေါင်း10သင်းကိုအိမ်တွင်အဝေးတွင်နှစ်ကြော18ပွဲခံရမယ်ဒါကြောင့်လေသူတို့ကကိုပါအမေရိကပြိုင်ပွဲက10နိုင်ငံနဲ့ရှိလို့သူက6ပွဲမရှိဘူးဒါကြောင့်ကမ္ဘာ့ဖလားချေစပွဲကိုသူတို့က၄နှစ်တာကာလအတွင်းမှာတလျှောက်လုံးခံတာသူတို့ကအကြာကြီးခံရတာ6ပွဲက18ပွဲတော့ခံရတာဘူး ပုံမှန်ဥရောပမှာရှစ်ပွဲဆယ်ပွဲလောက်ကန်တယ်ဆိုမှသူတို့ကနှစ်ဆလောက်ကန်တယ်ဒီကြောင့်တောင်မေကဆိုမှကမ္ဘာပလာချစ်ပွဲကိုအစိုးရခံရတယ်ဆိုတော့အခုလောလောဆယ်နေထားရ ာဂျင်တီးနားအသင်းကသူတို့ရှုံးပွဲ၃ပွဲမှာအိမ်ပွဲမှာအူရုဂွေးကိုသူတို့ရှုံးသွားတယ်လောလောဆယ်သူတို့ကစားတဲ့ပွဲတွေမှာအက်ကွေဒေါ်ကိုနိုင်တယ်အဖက်ကပါရာဂွေးကိုနိုင်တယ်ဘိုလီးဗီးယားကိုနိုင်တယ်တချိန်တည်းမှာချီလီကိုနိုင်ပြီးတော့ပီရူးကိုနိုင်တယ်အာဂျင်တီးနားကသူတို့ရဲ့အိမ်ပွဲမှာအူရုဂွေးကိုရှုံးတဲ့ပွဲကလွဲပြီးတော့သူတို့ကပွဲတိုင်းကို clean ရှိရထားတယ်ဒါပေမဲ့အာဂျင်တီးနားရဲ့အဝေးခွင်အာဂျင်တီးနားကအဝေးခွင်မှာသူတို့ကိုလံပီးယားကိုရှုံးတယ် ပါရာဂွေးကိုရှုံးပြီးတော့ဗင်နီဇွဲလာကိုတည်ကြတယ်ပိုလီဗီးယားနဲ့ပေရူးကိုနိုင်ပြီးတော့ဒါသူတို့အဝေးကွဲမှာအခုလက်ရှိမှာဘရာဇီးကိုပါသူတို့နိုင်ထားတယ်မာရာကာနာမှာသူတို့နိုင်ထားတယ်ဆိုတော့အခုလက်ရှိမှာတောင်ဘေကဆိုချစ်ပွဲမှာအခုဒီချောက်ကံပွဲမှာဒါပွဲစဉ်73ပွဲစဉ်73ကအခုလောလောဆယ်မှာပွဲကြီးဒီတစ်ပတ်ကကျွန်တော်တို့ international break ကပွဲစဉ်73နဲ့74နှစ်ပတ် match လာ20ရက်နေ့ပွဲစဉ်တစ်ပွဲ20 21တစ်ပွဲ25 26နှစ်ပွဲခံကြတယ် များပြီက25ကတော့နောက်ဆုံးကန်တာများတယ်။ဘာကြောင့်လဲဆိုတော့အဲ့25ကပြီးတာနဲ့တိတ်မချဘူး international break ခံရမယ်။ international break ပြီးတော့ club ပွဲတွေသွားမယ်။ဆိုတော့ဒီတစ်ပတ်မှာ Paraguay နဲ့ Chile ပွဲရှိတယ်။ Brazil က Colombia ပွဲရှိပြီးတော့ Peru နဲ့ Bolivia ရှိမယ်။ Ecuador နဲ့ Venezuela နဲ့ Uruguay နဲ့ Argentina ဆိုတော့ Argentina ကပထမအကြိုသူတို့အိမ်ကွင်းမှာရှုံးပွဲတစ်ပွဲပဲတွေ့ခဲ့တဲ့အသင်း။အဲ့ Uruguay ကသူတို့ရဲ့ record breaking မှတ်တမ်းကိုအဆုံးသတ်တဲ့ Uruguay ကိုသူတို့အဝေးကွင်းသွားခံရမယ်။သူတို့နှစ်သိမ်းကြမှာအခုလောလောဆယ်နေထားရ ရမတ်အားဖြင့်၅မှတ်กว่าနေပြီးတော့အာဂျီနီနာတော့ဟူလိုရောဇမားဇီယာထိပ်မှရှိတယ်အမှန်တိုင်းပြောတော့ဥရုဂွေးနဲ့ပွဲမှာအာဂျီနီနာမချောင်းဘူး။ဘာကြောင့်မချောင်းလဲဆိုတော့ဒီဗာလာလည်းမပါဘူး၊မက်ဆီလည်းမပါဘူး။အချိန်ထဲမှာပဲဂျူဗန်နီလော့ဆဲဆိုအပါဝင်ဂါနာချိုလည်းမပါဘူး။ အန်ဒယ်ဒီမာရီယာလည်းနားသွားတယ်ဆိုတော့လော်တာရိုမာတီနက်စ်နဲ့ကူလီယန်အေဗရက်စ်ကိုပဲအဓိကထားမယ်နီကိုဂွန်ဇာလက်တို့တော့ပါနိုင်တယ်သူတို့တိုက်စစ်နေနေတော့အားနာနေတယ်ဝေဂါဥရုခွေးကွင်းမှာကံမယ်အဲ့ဒီအချိန်မှာဘရာဇီးလ်ကကိုလံဘီယာနဲ့ကံမယ်ဘရာဇီးလ်ကလည်းအမှန်တိုင်းပြောရင်ဒီပြိုင်ပွဲမှာတော်တော်ကိုညံ့လာပြန်ဘရာဇီးလ်ကဒီပြိုင်ပွဲမှာ၅ဘွဲ့နိုင်၃ဘွဲ့သေး၄ဘွဲ့တောင်ရှုံးထားတယ်ဘရာဇီးလ်ကသူတို့ရဲ့အိမ်ကွင်းမှာအာဂျင်တီးနားကိုရှုံးတယ်ဥရုဂွေးကိုတေးချပြီးတော့ နောက်တစ်ဖက်ကဗင်နီဇွဲလာကိုတီချထားပြီးတော့သူတို့ကိုယ်တိုင်အိမ်ဝင်းရလက်တော်လေးဆိုးတယ်။ဒါလက်ရှိနေထိုင်ရဘရာဇီးအင်းရဲ့ခြေကလုံးဝမမှန်ဘူး။သူတို့မာရာကာနာမှာအာဂျီနာကိုရှုံးသွားတယ်။နောက်ဥရုဂွေကိုတီချတယ်။မာဂျိုးတဲ့အသင်းတွေပေါ့လေ။ဘရာဇီးအင်းရဲ့အဝေးကွဲမှာဘရာဇီးကဥရုဂွေကိုသူတို့ရှုံးပြီးတော့တစ်ဖက်ကကိုလံဘီယာကိုသူတို့ရှုံးထားတယ်။တစ်ချိန်တည်းမှာပဲဘရာဇီးအင်းရဲ့လက်ရှိနေထိုင်ရတော်တော်လေးတော့ struggle ဖြစ်နေတယ်။ ဆိုဘရာဇီးအသင်းရဲ့လက်ရှိအနေအထားကြည့်ရင်ကျွန်တော်ထင်တော့ကိုလံဘီယားကတခုတော့ရှိတယ်အိမ်ကွေးအားသာချက်ပဲရှိတယ်သူလည်းအဝေးကွေးညံ့တယ် တို့လည်းအဝေးဝင်းရတယ်ဒီချက်ကဘရာဇီးအတွက်အားသာချက်တစ်ခုရှိမယ်ဒါကဘရာဇီးရဲ့ဘွဲရှိတယ်နောက်တစ်ခုကတခြားဘွဲစဉ်တွေမှာပါရာဂွေးချီလီရှိတယ်ဖေရူးနဲ့ဘိုလီးဗီးယားရှိတယ်အက်ကွေဒေါ်နဲ့ဗင်နီဇွဲလာဒါအပြင်အရာဘွဲစဉ်ပြီးတော့ဘွဲစဉ်၁၄ကိုမတ်လ၂၅ရက်နေ့မှာကံမဲ့အချိန်မှာဘရာဇီးနဲ့အာဂျင်တီးနာကအာဂျင်တီးနာရဲ့အင်ကွင်းမှာကံမဲ့အာဂျင်တီးနာရဲ့အင်ကွင်းမှာသူတို့ကံပြီးတော့အခြားထိပ်တိုက်ပွဲအရင်ကြီးမရှိဘူးကိုလံဘီယာပါရာဂွေးဗင်နီဇွဲလာဖေရူးချီလီအက်ကွေဒေါ်နဲ့ဘိုလီးဗီးယားအုရုဂွေးရှိတယ်ဆိုတော့တောင်အမေရိကဆုံးခြေစပွဲကဘွဲစဉ် င်ဆက်ရှိကတော့2025စက်တင်ဘာမှာအဆုံးသတ်မယ်။ဆိုတော့အခုလောလောဆယ်အနေထိုင်ရတောင်ပိကဆုံးမှာလီယိုမက်ဆီက6ဂိုးနဲ့အများဆုံးသွင်းပြီးတော့ဒါဝင်းနူးယက်က9ဂိုးနဲ့ဒုတိယအများဆုံးသွင်းတယ်။ဘရာဇီးလ်ကရာဖီညာရဲ့တစ်ဖက်ကလူးစ်ဒီယက်စ်ကလီဂိုစီသွင်းထားကြတယ်။ဒါကတောင်ပိကဆုံးကမ္ဘာ့ဘလချီလိုပဲ။အာရှဆုံးကတော့ ဒါကျွန်တော်ပေးတတ်တယ်တကယ်ကိုစိတ်ဝင်စားစရာအခြေအနေမျိုးရှိတယ်။ဆိုအားကြဆုံးကအုပ်စု ABC သုံးခုမှာအုပ်စု A မှာ Iran ကချစ်ပွဲအောင်မှုတည်ကြတော့ရှိသွားတယ်။သူတို့ကဗျာဒါရဲ့ချစ်ပွဲအောင်မှာကနှစ်သိန်း၊ Playo အဆင့်ရောက်သွားမှာကနှစ်သိန်း။ဆိုအားကြဆုံးက ABC အုပ်စုဒါသူတို့ခွဲထားတယ်ဗျာ။ ABC အုပ်စုခွဲထားတဲ့ထဲမှာပထမဒုတိယ ရတဲ့အုပ်စု၃ခုကပထမတူခဲ့ရတဲ့နှစ်သင်းနှစ်သင်းနဲ့သူတို့၆သင်းတက်တယ်။၆သင်းတက်ပြီးတာနဲ့ playo အဆင့်တွေကသူတို့ကြံအောင်ပဲ။တော့အာရှဆောင်ကအခုလောလောဆယ်အနေထားရတော့ဒီနေ့ကမ္ဘာဖလားပြိုင်ပွဲမှာခရိုင်ထက်အသင်းရေထွက်ပိုးပိုးရှာထားတယ်။ပါဝင်ကစားခဲ့တဲ့နိုင်ငံက46နိုင်ငံခြေစပွဲကစားရမယ်။အဲ့ဒီချိန်မှာဒိုင်းရိုက်အောင်ဝင်က၈နေရာနဲ့ပလေးအော့တနေ။ဆိုတော့ပြောချင်တာကအုပ်စုပထမ2သိန်း2သိန်း2သိန်းနဲ့6သိန်းသူတို့တက်သွားမယ်။ပြီးအုပ်စုတတိယဆုံးတက်ရတဲ့6သိန်းရှိမယ်။အဲ့6သိန်းတဲကလည်းသူတို့2သိန်းထပ်ထွက်လာမယ်။ပြီးတော့မှ ဂျန်နဲ့ထန်သိန်းကပလီယော့အဆင့်တွားကစားရမယ်ဒါအာရှဆိုမှာဆိုအာရှဆိုကျွန်တော်ခြေစဝဲမှာကျွန်တော်စိတ်ဝင်စားစရာအနေထားက အုပ်စုအိမ်မှာအီရန်က16ဘတ်တောင်ရထားပြီးတော့ချစ်ဘွားအောက်ဘိုတီချာလောက်ရှိပြီးတော့အူဇဘက်ကစ္စန်က73ဘတ် UAE က7ဘတ်နဲ့ပြီးခဲ့တဲ့နှစ်ကမ္ဘာအာရှလုတ်တဲ့ကာတာက9ဘတ်ပဲရထားတယ်။ဒါအုပ်စုပြီးမှာတော့ကျွန်တော်တို့တောင်ကိုရီးယားက14ဘတ်ရထားတယ်။အီရန်က17ဘတ်နဲ့နောက်ဘက်ကဂျော်ဒန်9ဘတ်၊အိုမန်6ဘတ်ဆိုတောင်ကိုရီးယားကချစ်ဘွားအောက်ဘိုအခြေအနေကောင်းတယ်။ဘာလို့ဆိုတော့သူတို့ကတတိယနေရာကဂျော်ဒန်ကိုသူတို့9ဘတ်ထိဖျက်ထားနိုင်တဲ့အတွက်ကြောင့်ပြီးအုပ်စုစီမှာဒါဂျပန်က16ဘတ်နဲ့ချစ်ဘွားအောက်တော့ဖြစ်ပြီ။ဘာလို့လဲဆိုတော့သူ အောက်ကအော်စတြေးလျတော့မှာခုနှစ်မှတ်ပဲရတာဒီအော်စုကကျွန်တော်စိတ်ဝင်စားစရာအကောင်းဆုံးအော်စုပဲဂျပန်က16မှတ်နဲ့ကလီးယားချေဘက်အောင်မှုတည်ကြတဲ့အချိန်မှာအော်စတြေးလျကခုနှစ်မှတ်အင်ဒိုနီးရှားက6မှတ်ဆော်ဒီအာရေဗျာက6မှတ်ဘာရင်က6မှတ်တရုတ်က6မှတ်ဆိုတော့ဂျန်နဲ့9တင်းက6မှတ်က4တင်းခုနှစ်မှတ်က3တင်းဆိုတော့ဒီနေရာမှာကျွန်တော်တို့အခု အင်ဒိုနီးရှားဆိုရင်သူတို့ကမ္ဘာ့မလားခြေစပွဲအတွက်ဒါ Patrick Clivert ကိုခံထားတယ် Jody Craig ကိုခံလိုက်တယ် Alexa Trinder တွေပြီးပြအပြောင်းလဲခတ်ထားတယ်ဆိုတော့အင်ဒိုနီးရှားကအခုလောလောဆယ်မှာ Australia ကိုအဝေးကွင်းသွားခံရပြီဆိုတော့အင်ဒိုနီးရှားအသင်းကတော့တကယ့်ကိုလုံးဝ short တို့လို့များပထမကျောင်းလုံးက OC ကိုတည်ခံထားသလိုအင်ဒိုနီးရှားကဒီကမ္ဘာ့မလားခြေစပွဲမှာမျောလင့်ချက်ရှိတယ်အခု OC ကိုသူတို့အဝေးကွင်းခံမယ်ပြီးဘာရင်းကိုအင်ကွင်းခံမယ်တရုတ်ကိုအင်ကွင်းခံမယ်ဂျပန်ကို အဝေးခွင့်ကမယ်ဆိုတော့ဂျပန်ဘက်ကသူတို့ရှုံးနေမှာတရုတ်နဲ့ဘာရင်းကိုသူတို့နိုင်တယ်။အော်စီကိုတီကာလိုက်ပြီဆိုရင်အင်ဒိုနီးရှားကအဲ့မှာ9မှတ်ရရင်73မှတ်ဆိုသူတို့မျောလင့်ချက်ရှိတယ်။ ဆိုတော့အင်ဒိုနီးရှားမထင်မှတ်ပဲနဲ့ခြေစပွဲအောင်သွားနိုင်တဲ့အထက်မှာပါပြီးတော့အခု sorry ya လေးပြပါလို့ Roberto Mancini ကိုထုတ်တဲ့ sorry က6မှတ်ပဲရတာသူတို့က34ကမှာ plus အင်ရှင်ရထားတယ်အခုဒီအုပ်စုကတော့ Australia Indonesia Saudi Bahrain China အသင်းတွေအားလုံးမျိုးနဲ့ချက်ရှိတယ်ဒါအာရှဆုံးခြေစပွဲကအခုလောလောဆယ်နေထားရတော့ဒါအမှန်တိုင်းပြောရင်တော့ပြိုင်ပွဲဝင်အသင်းကြီးရတဲ့၈သင်းအောင်ဝင်ရမှာဖြစ်ပြီးတော့ play out တစ်သင်းဒါကတော့ကမ္ဘာဖလားခြေစပွဲတွေရဲ့ဒါအခုဒီတစ်ပတ်နိုင်ငံတကာပွဲစဉ်ကြီးအကြောင်းပါအားလုံးကျေးဇူးတင်ပါတယ်